လီယိုနယ်မက်ဆီဟာလာမယ့်နှစ်ကမ္ဘာဖလားပြိုင်ပွဲမှာအာဂျင်တီးနားအသင်းအတွက်ကိုးစားပြုကစားခြင်းပေမဲ့အဲ့ဒီအိမ်မက်ကိုအကောင့်ထဲပေါ်နိုင်မလားဆိုတာမဆုံးဖြတ်ရသေးခင်ခနာကိုရဲ့အခြေအနေကိုကဲဖြတ်သွားမယ်လို့ပြောပါတယ်မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီတို့ကစားနေတဲ့အသက်38နှစ်အရွယ်တိုက်စစ်ကစားသမားဟာ2022ကမ္ဘာဖလားမှာအာဂျင်တီးနားကိုဦးဆောင်ပြီးပိုးဆွဲခဲ့သူပါ။ လာမယ့်နှစ်မြောက်အမေရိကမှာ LB Celtic လို့ချန်ပီယံစုကာကွယ်ရမှာဖြစ်လို့ Maxi အနေနဲ့ကိုင်းထဲမှာပါဝင်ခြင်းစိတ်ပြင်ပြနေပါတယ်။ရွှေဘောလုံးစုဘလွန်ဒီအိုကို၈ချိန်တိုင်တိုင်စုကူထားတဲ့မက်ဆီဟာအမေရိကန်မက္ဆီကိုနဲ့ကနေဒါတို့ပူးတွဲအင်ရှင်ဖြစ်လက်ခံကျင်းပမယ်ကမ္ဘာဖလားမှာပါဝင်ကစားဖို့ရှိမရှိဆုံးဖြတ်ချက်မချသေးခင်လာမယ့်နှစ်မှာသူခန္ဓာကိုယ်ကဘလို့ခံစားရမလဲဆိုတာကိုစောင့်ကြည့်သွားမယ်လို့ဒေးနာနေကထုတ်လွှင့်ခဲ့တဲ့ NBC News နဲ့အင်တာဗျူးမှာပြောပါတယ်။ ကမ္ဘာဖလားမှာပါဝင်ခွင့်ရတာထူးခြားတဲ့အရာတစ်ခုပါပြီးတော့ကျွန်တော်လည်းပါဝင်ကစားခြင်းပါတယ်လို့လာမယ့်ဇွန်လမှာအသက်39နှစ်ပြည့်မဲ့မက်ဆီကပြောပါတယ်ကျွန်တော်အဲ့ဒီနေရာမှာရှိနေခြင်းနဲ့ကောင်းမွန်နေခြင်းပါတယ်ကျွန်တော်အဲ့ဒီနေရာမှာရှိနေမယ်ဆိုရင်ကျွန်တော်ရဲ့လက်ရွေးစင်အသင်းကိုကူညီနိုင်မဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ခြင်းပါတယ်လို့ဆိုပါတယ်2004ခုနှစ်ကတည်းက professional ကစားသမားဝကိုဖြတ်တန်းလာခဲ့တဲ့ Messi ဟာဘောလုံးလောကရဲ့အကြီးအကျယ်ဆုံးစင်မြင့်မှာနောက်ထပ်တစ်ကြိမ်ကျယ်တဲ့ပွင့်လိုထွန်းတောက်ခွင့်ကိုလိုချင်နေပါတယ်။ 2019နှစ်အရွယ်မှာဘာစီလိုနာအသင်းနဲ့လာလီဂါမှာကစားခဲ့တဲ့မက်ဆီဟာ2021ခုနှစ်မှာ PSG အသင်းကိုပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်မှာတော့မေဂျာလိဂ်ကိုရောက်ရှိလာခဲ့ပါတယ်။မိုင်ယာမီမှာနေထိုင်တာနဲ့ပတ်သက်ပြီးမက်ဆီကဒီမှာနေထိုင်ရတဲ့အကြောင်းအရာအလုံးကိုကျွန်တော်တကယ်ပဲသဘောကျပါတယ်လို့ပြောပါတယ်။ကျွန်တော်ဟာဘာစီလိုနာမှာအချိန်တော်ကြာနေခဲ့တယ်။အဲ့ဒီမျိုးကကျွန်တော်အတွက်အထူးခြားတဲ့မျိုးပါ။ကျွန်တော်ကြီးပြင်းခဲ့တဲ့နေရာဖြစ်ပြီးအမကန်အခိုက်အတန့်တွေအများကြီးရှိခဲ့လို့အယံလွန်ဆုံမိပါတယ်လို့ဆိုပါတယ်။ ဒါပေမဲ့မာယာမီကတော့ကျွန်တော်တို့ကိုအရန်ကောင်းတဲ့နေထိုင်မှုမျိုးပေးဆွနိုင်တဲ့မျိုးတို့မျိုးပါဘဝကိုပျော်မွေ့စေတဲ့စိတ်အေးချမ်းသာစွာနေထိုင်တဲ့ကလေးတွေလည်းပုံမှန်အတိုင်းနေထိုင်ပြီး နေ့စဉ်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်စေတယ်လို့မက်ဆီကဆိုပါတယ်မက်ဆီဟာအာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်195ပွဲကစားထားပြီး134ကိုသွင်းယူထားပါတယ်